ရုရှားယူကရိန်းစစ်ပွဲမှာမိမိအနေနဲ့ပါဝင်လို့ကြောင်းခန့်ကကန့်လန့်လာပါလေ။လာမယ့်သတင်းပတ်နောက်ပိုင်းတူရကီမှာကျင်းပမယ့်ရုရှားယူကရိန်းစစ်ပွဲမှာပါဝင်လို့တယ်လို့အမေရိကန်သမ္မတထရန့်ကကန့်လန့်လိုက်တာဖြစ်ပါလေ။ယူကရိန်းစစ်ပွဲရပောင်း30ကြာပြည့်ခဲ့ရစရဲ့အတွက်ဥရောပနိုင်ငံတွေကရုရှားကိုတောင်းအပ်ပေးနေချိန်ရုရှားနဲ့စစ်ပွဲမှာပူတင်နဲ့တွေ့ဖို့တူရကီမှာသွားဆောင်နေမယ်လို့ယူကရိန်းသမ္မတဇီလင်စကီကပြောဆိုပြီးနောက်တရက်ကြာမှာထရန့်ကအခုလိုမျိုးသူ့ဘာပါကျင်တယ်လို့ပြောတာပါ။ ။အစ္စလာမ်ဘူစွန်းဘွဲဟာစစ်ပွဲဆုံးသည့်အထောက်အကူဖြစ်နိုင်ပြီးဒေသတွင်းမှာရှိနေခြင်းစွန်းဘွဲမှာပါဝင်နိုင်တယ်လို့ထရန်ကအင်ဖြူတော်မှာသတင်းတောက်တွေကိုပြောပါလေ။လက်ရှိမှာတော့သူဟာဆော်ဒီ UAE နဲ့ကတ္တာတို့ကိုခုသတင်းပတ်တွင်သွားမှာဖြစ်ပါလေ။အစည်းအဝေးတွေ့ဆုံဆွေးနွေးမှုတွေများစွာရှိမှာဖြစ်ပေမဲ့တရကီကိုသွားဖို့တကယ်စဉ်းစားနေပြီးဖြစ်နိုင်ခြေရှိတယ်လို့ထရန်ကပြောပါလေ။ ရုရှားဘက်ကတော့တူရကီမှာပူတင်နဲ့တွေ့ဖို့ယူကရိန်းသမ္မတရဲ့တောင်းဆိုမှုကိုလက်ရှိချိန်ထိတုံ့ပြန်ခြင်းမရှိသေးပါဘူး။ဇီလန်စကီးတယောက်တူရကီကိုလာမလာလဲမသိကြသေးပါဘူး။ဒီတော့ရုရှားဟာယူကရိန်းကိုတိုက်ခိုက်မှုတွေဆက်လုပ်နေပါတယ်။ရုရှားဟာဒိုင်းရိုက်စီးဝေးပြုလုပ်ဖို့အဆိုပြုချက်နဲ့ပတ်သက်ပြီးနှုတ်ဆက်နေပါတယ်။ဒါဟာထူးဆန်းတယ်လို့ဇီလန်စကီးကပြောပါတယ်။ ယူကရိန်းစစ်ပွဲရက်30ပြည့်ခဲ့ရစရဲကိုသဘောမတူဘူးဆိုရင်ဥရောပနိုင်ငံတွေအနေနဲ့ရုရှားပေါ်အေးအေးပိတ်ဆို့မှုတည်းချမှတ်သွားမှာဖြစ်ကြောင်းဂျာမနီဆိုရကလည်းပြောထားတာဖြစ်ပါလိမ့်။လက်ရှိမှာတော့ပြင်သစ်ဖြစ်တဲ့ဂျာမနီပိုလန်ခေါင်းဆောင်တွေဟာယူကရိန်းကိုစနစ်မိကတွားရောက်ခဲ့ပြီးတော့အမေရိကန်သမ္မတထရန့်ရဲ့ထောက်ခံမှုနဲ့ယူကရိန်းမှာချွန်းချက်ရှိအပြည့်အဝရုရှားကိုဖိအားပေးခဲ့ပါလိမ့်။ရုရှားရဲ့တိုက်ခတ်မှုဟာ၃နှစ်ကျော်ကြာမြင့်လာခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေအတွင်းပြည်သူထောင်ချီတိုက်ဆုံးခဲ့ပြီးဖြစ်ပါတယ်။လူတွေကို နောက်တရက်လီတောင်ဆက်သေးဖို့ဘာကြောင်းပြချင်မှမရှိပါဘူး။အပြေအဝထာဝရဒီတမီယုံကြည်စိတ်ချတဲ့အပြစ်ခရဲ့ဆေးရီကိုရုရှားဘက်ကပြုလုပ်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်။ယူကရိန်းဘက်ကတော့တွေးဆမှုအသင့်မှလူစလန်စကီကပြောပါတယ်။ရုရှားစီကပြည်သူ့ဘောဆောင်နဲ့ဖြတ်ချပြမှုကိုတော့မြင်တွေ့ခဲ့ရကြောင်းစလန်စကီကအကောင်းမြင်ပြီးပြောပါတယ်။ ။ဒါတော့ဒီကဘာလုံးကအချိန်ကြာကြီးစောင့်နေကြရတာပါ။ဘယ်စစ်ပွဲဖြစ်ဖြစ် အမှန်တကယ်ရဆိုင်ဖို့ဆိုရင် ပထမဆုံးခြေလန်းကအပြစ်ခက်ရဆိုင်ပါလို့ဇလင်စကီကပြောပါလိမ့်။ဒီကဘာစစ်ပြီးဆုံးပြီးကြက၃နှစ်ကျော်ကြာလာပြီဖြစ်တဲ့ဥရောပရဲ့အဆိုးဆုံးစစ်ပွဲကိုတနမန်နီးရဖြေရှာဖို့ဆိုရင်တခုတီးသောနီလန်ကချင်းချက်မရှိအပြစ်ခက်ရစေးပဲဆိုပြီးတော့နောက်တိုင်းမဟာမိတ်တွေကပြောပါတယ် ယူကရိန်းနိုင်ငံကဝင်ရောက်ဖို့ပရုရှားကတုတ်တက်တွေကိုအမိန်ပေးပြီးကြတဲ့ကနှစ်ဖက်ကျင်းသားလဲလဲပုံနဲ့ကြောက်ဆုံးစစ်တီအလောင်းလေးလဲလဲပုံမှာတပါနှစ်ဖက်ကြားဆက်သွယ်ရေးလမ်းကြောင်းတွေဖွင့်လှစ်ထားခြင်းခုချိန်ထိမရှိသေးဘူးလို့သိရပါတယ်။ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပွဲဖြစ်မလားမဖြစ်ဘူးလားဆိုတာကြာတာပရိနစ်မှာစောင့်ကြည့်ရမှာဖြစ်ပါလိမ့်။ ရုရှားသမ္မတပူတင်ရဲ့လက်တွဲပြီးနိုင်ငံတကာအဖို့ကြောက်ဆူမှုမှုတွေကိုလက်တွဲဖြေရှင်းသွားမယ်လို့တရုတ်သမ္မတရှီကျင်းဖင်ကပြောပါတယ်နိုင်ငံတကာအဖို့ကြောက်ဆူမှုရေးဝါဒီတွေကိုမိတ်ဆွေရင်ချာရုရှားသမ္မတဗလာဒီမာပူတင်နဲ့အတူလက်တွဲပြီးတော့နှိမ့်နှင်းဖြေရှင်းသွားမယ်လို့တရုတ်သမ္မတရှီကပြောပါတယ်ဒုတိယကမ္ဘာစစ်မှာဆိုဗီယက်ကနာဇီဂျာမနီကိုနိုင်ရွေးခဲ့တဲ့80ပြည့်အောင်ပွဲခံအခမ်းအနားတရောက်ဖို့ရုရှားမြို့တော်မော်စကိုကိုရောက်နေတော့ပူတင်နဲ့တွေ့ဆုံချိန်မှာရှီကျင်းဖင်ကခုလို့ ကြွေးကြော်ခဲ့တာဖြစ်ပါတယ်။ကျိုးသမရာရှိချင်းပြင်ကုန်လဲရုရှားဘက်ကတကယ့်ကိုကြီးကျယ်ခံထားစွာကြိုးဆိုခဲ့ပါတယ်။လေရကြခီးစဉ်တွင်တရုတ်နဲ့ရုရှားဟာနိုင်ငံပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးသဘောတူစာချုပ်တွေပါလက်မှတ်ရေးထိုးခဲ့ပါတယ်။ရှိချင်းပြင်ကရုရှားနဲ့တရုတ်ကြားပုံမနဲ့ဆိုင်တဲ့ရှုံချင်မှုတည်ဆောက်နိုင်တာကိုချီးကျူးခဲ့ပြီးယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့နောက်နိုင်ငံတွေရဲ့ဝေဖန်ရှုတ်ချမှုခံနေရတဲ့ရုရှားပေါ်ကောက်ွယ်ရည်တည်ပေးတဲ့သဘောမျိုးလည်းပြောဆိုသွားပါတယ်။ ကဘာကြီးမှာတဖက်သက်ခြေလက်မှုတွေနဲ့လဝကြီးအုပ်ဖို့ကြောင့်စုမှုမှုတွေကိုတွန်းလှန်ရမှာတရုတ်ဟာရုရှားနဲ့တူရင်မောင်းတန်းရပ်တည်ရင်ကဘာစူပါပါဝါနိုင်ငံကြီးတစ်ခုအနေနဲ့ယူသင့်တဲ့တာဝန်တွေထမ်းဆောင်သွားမှာပါလို့ရှီကျင်းဖင်ကပြောပါတယ်။ပူတင်ကလည်းရှီကျင်းဖင်ကိုမိတ်ဆွေကောင်းဖြစ်ရည်ညွှန်းခဲ့ပြီးတရုတ်မိတ်ဆွေတွေနဲ့တူရုရှားဟာသမိုင်းမှန်တရားကို မမမမရက်တီကောက်ဝဲဘူးစစ်ပွဲကာလာတွေရဲ့ဖြစ်စဉ်တွေနဲ့အမှန်ရစရာတွေထင်းသိမ်းဖို့ခစ်သည့် နာဇီဝါဒနဲ့စစ်လူလာမှုကိုတံမြန်ဖို့လက်တွဲသွားမယ်လို့ပြောပါတယ်။ပူတင်ကရုရှားနဲ့တရုတ်ဟာခုခါမှာတော့နာဇီဝါဒကိုအကြမ်းကြမ်းခံတိုးနှံဖို့အတွက်အတူယက်တည်နေတယ်လို့ဆိုပါတယ်။ဘရိတ်ကန်မော်ဒယ်နဲ့ထွန့်သမလားဖြစ်လာပြီးတဲ့နောက်တရုတ်ပေါ်ပြစ်မှတ်ထားရန်လိုတဲ့ကုန်သွယ်ရေးမူဝါဒကျင့်သုံးလာပြီးဒီကိစ္စတံမြန်တဲ့အစီအမံအနေနဲ့ရှီကျင်းဖျားရုရှားခီးစဉ်တွင်နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာသဘောတူစာချုပ်အများအပြားအမှတ်ရထုတ်ပွဲရှိပါတယ်။နိုင်ငံတကာရေးလိလသူတွေကတော့ ်ရိကန်နဲ့နောက်နိုင်ငံတွေရဲ့စီးပွားရေးဆိုင်ရာဖိအားပေးမှုတွေဟာတရုတ်နဲ့ရုရှားကြားပူပြီးပဲနှိကက်သွားစေခဲ့တယ်လို့မှတ်ချက်ပေးထားပါတယ်။ဂါဇာရဲ့ဗဟိုစီကြီးကိုအင်ဒီအစ္စရေးဘက်ကနှစ်ကြိမ်တည်းနဲ့တိုက်ခိုက်ပါတယ်။အနည်းဆုံးလူပေါင်း60ကျော်သေဆုံးတယ်လို့သိရပါတယ်။မေရှိယနေ့ကအစ္စရေးဘက်မှာဂါဇာကမ်းမြောက်ဒေသဗဟိုချက်လူစီကားရစိမ့်နဲ့ကလေးတွေစောင့်တဲ့ကြောင်းနီးဒုံးကြီးတွေနဲ့နှစ်ကြိမ်တည်းနဲ့တိုက်ခိုက်ရာအနည်းဆုံးလူ60ကျော်သေဆုံးခဲ့တယ်ဆိုပါတယ်။ အစ္စရေးဟာအမေရိကန်သမ္မတထွန်ရဲ့ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးအားသိမ်းပိုက်ရေးစီမံအတွက်နယ်မြေ90ခန်းလုံးသိမ်းပိုက်ပြီးဖြစ်တည်တိုင်အောင်ထပ်မံပြီးတောင်ပိုင်းဒေသအဆုံးထိထိုးစစ်ဆင်ပြီးတော့ဟာမတ်စ်ကိုအမြင့်ဖြတ်ဖန်ဆီးနိုင်ရေးစ조사နေပါလိမ့်တဖက်ကလည်းအစ္စရေးဟာဟာမတ်စ်ကိုမြစ်ဖြတ်ဖန်ဆီးနိုင်ရေးထက်ဂါဇာကမ်းမြောင်ကြီးတစ်ခုလုံးကိုသိမ်းပိုက်နိုင်ဖို့အတွက်တိကထားစ조사အထောက်နေပါလိမ့်။လွန်ခဲ့တဲ့19လကအစ္စရေးနယ်မြေထဲမှာဟာမတ်စ်တွေဝင်ရောက်ပြီးလူပေါင်း1200ကျော်တပ်ဖြတ်ပြီး 250ကျော်ပြန်ပြီးဆွတ်သွားမှာလက်ရှိ Hamas လက်ထက်မှာတစားကန်59ကျန်ပါသေးတယ်။အဲ့ဒီအနက်22ဦးသားအသက်ရှင်တန်ကျန်ရင်းတော့လည်းလို့ Donald Trump ကထုတ်ဖော်ပြောဆိုပါလေ။ဒီတစားကန်250အတွက်ပါလက်စတိုင်းလူအုပ်ရေး63ကျော်ထက်မနည်းသေဆုံးရတာတရားမျှတရလာလို့ကဘာကြီးကမေးခွန်းထုတ်နေတာဖြစ်ပါလေ။ဣသရေလအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးဝေဖန်မှုတွေလည်းမြင့်တက်နေပါလေ ဒီအခြေအနေတွေကြောင့်တစားကန်တွေရဲ့မိသားစုဝင်တွေကဂါဇာမှာဆက်လက်တိုက်ခတ်ခြင်းမလုပ်တော့ဘဲတစားကန်အလုံးလွတ်မြောက်ရေးတည်တာဦးစိုးလှုပ်ဆောင်တဲ့အရာလို့အစ္စရေးဝန်ကြီးချုပ်နေတာညာဟုဖိအားပေးပြီးဆန္ဒဖော်ထုတ်ခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ်နေတာညာဟုကတစားကန်တွေကိုလွတ်မြောက်စေခြင်းတော့စစ်မတိုက်လို့မရဘူးဆိုပြီးပြန်ပြောနေပါတယ်။ဒီအခြေအနေမှာနောက်24နာရီအတွင်းဟာမတ်စ်ဘက်မှတစားကန်လွှတ်ပေးရေးနဲ့ အပြစ်ခတ်ရစရေးအတွက်လက်ခံဆွေးနွေးလာနိုင်မယ်လို့ဒေါ်နယ်ထရန့်ကပြောပြီးအစ္စရေးတပ်တွေကဂါဇာရဲ့ဗဟိုချက်ဈေးနဲ့ကြောင်းတာဒုံးကျည်နေတဲ့နှစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။နှစ်ကြိမ်တိုက်ခိုက်တဲ့အခါမှာဖြစ်ကျင်တော့ကြောင်းတက်တဲ့အချိန်လေးနောက်ပြီးတော့လူစီကားတဲ့ဈေးဝယ်သူဈေးရဲ့အရန်များတဲ့အချိန်ကြောင့်အနည်းဆုံးလူ92ယောက်ထိဆုံးခဲ့ပါတယ်။တေဆုံးသူတွေထဲမှာအဓိကအားဖြင့်မျိုးသမီးနဲ့ကလေးတွေဟာအများဆုံးဖြစ်တယ်လို့သိရပါတယ်။ ယူကရိန်းစစ်ပွဲကိုအမေရိကန်မပါဘဲလုံးဝအဆုံးသတ်နိုင်မှာမဟုတ်ဘူးလို့ဂျာမနီဝန်ကြီးချုပ်ကပြောပါတယ်ယူကရိန်းစစ်ပွဲကိုအမေရိကန်မပါဘဲအဆုံးသတ်နိုင်မှာလုံးဝမဟုတ်ဘူးလို့ဂျာမနီဝန်ကြီးချုပ်ဂျက်ဖရန်ဒရစ်ကမေခွန်းနှစ်မှာပြောခဲ့ပြီးဥရောပနိုင်ငံတွေဟာအမေရိကန်နေရာကိုအစားထိုးနိုင်တဲ့အခြေအနေမှာလုံးဝမရှိဘူးလို့ဆိုပါတယ်အမေရိကန်ဘာမနဲ့ယူကရိန်းစစ်ပွဲကိုကျွန်တော်တို့လုံးဝအဆုံးသတ်နိုင်မှာမဟုတ်ပါဘူးဒါဟာဥရောပနိုင်ငံတွေအစားထိုး လှုပ်ဆောင်နိုင်တဲ့ကိစ္စမဟုတ်ပါဘူးလို့သူကပြည်သူ့တမန်မက်ခွန်နဲ့ပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာဆိုပါတယ်ရုရှားနဲ့ယူကရိန်းကြားချုပ်ဆိုမဲ့ဘယ်ပြစ်ခတ်ရစေရေးမဆိုနဲ့ယူကရိန်းအတွက်လုံခြုံရေးအာမခံချက်တွေအတွက်အမေရိကန်ရဲ့ပါဝင်လို့ဆောင်မှုဟာလိုအပ်လိမ့်မယ်လို့ Jeff Frandrick ကဆိုပါတယ်။ဂျာမနီပြင်သစ်တဲ့တခြားဥရောပနိုင်ငံတွေဟာကုညီဆောင်ရွက်ဖို့အသင့်ရှိနေပါတယ်။ဒါပေမဲ့အချိန်တည်းမှာပဲအမေရိကန်ကိုဆက်လက်လိုအပ်မဲ့အခြေအနေကိုလည်းသိရှိနားလည်ထားတယ်လို့ဆိုပါတယ်။အမေရိကန်ကိုဆက်ရှိစေချင်ပါတယ်။ပြီးတော့ နေတိုးအဖွဲ့အတွင်းမှာအမေရိကန်ရဲ့တာဝန်ဝတရားတွေနဲ့ယူကရိန်းအရေးလှုပ်ဆောင်ပေးစေခြင်းတယ်လို့ဆိုပါတယ်ယူကရိန်းနေနဲ့ရုရှားတိုက်ခိုက်မှုကိုခုခံရမှာဂျာမနီနဲ့ပြင်သစ်ပေါ်မှာဆက်လက်မှီခုံနေရတယ်လို့ဆိုပါတယ်ကျွန်တော်ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်စစ်ပွဲဆုံးသတ်ရေးနဲ့ပတ်သက်ပြီးတမန်ထရန့်ဟာကျွန်တော်တို့ရဲ့အပြေအဝါထောက်ခံမှုရရှိထားပါတယ်လို့သူကဆိုပါတယ်အမေရိကန်ပါဝင်ပတ်သက်မှုနဲ့အတူအမေရိကန်ရဲ့ဥဆောင်မှုအောက်မှာအပြစ်ခတ်ရစေးအထုတ်ကျိုးပဲ့မှုတွေမှာပါပါဝင်ဆောင်ရွက်ဖို့ဥရောပနိုင်ငံတွေကလည်းအသင့်ရှိတယ်ဆိုပါတယ် ဥရောပတိုက်မှာနျူကလ িয়ার အချင်းချောက်ဟန်တာနဲ့ပတ်သက်ပြီးပြင်သစ်ပြည်တွင်တွေ့တဲ့ဆွေးနွေးလို့ကြောင်းဆိုပါတယ်ဒီဆွေးနွေးမှုတွေကိုစတင်ဖို့တက်ဆိုင်ရာဝန်ကြီးတွေကလှုံ့ဆော်တော့မှာပါဆွေးနွေးပွဲလုပ်ငန်းစဉ်တွေဟာ NATO အဖွဲ့အတွင်းမှာမိမိတို့ရဲ့ American မိဘတွေနဲ့ရရှိထားတဲ့သဘောတူညီချက်တွေနဲ့လိုက်ဖက်ညီမှုရှိနိုင်မယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်လက်ရှိရုရှားသမ္မတပူတင်ဟာမေရှိယနေ့မှာစပြီးမေ၁၀ရက်နေ့အထိ၃ရက်ကြာပြည်ခက်ရက်စရည်ကိုတစ်ဖက်သက်ကြီးညာထားပြီး ယူကရိန်းသမ္မတစီလန်စကီကတော့ရုရှားပစ်ခတ်ရစေးကိုလုံးဝမယုံကြည်ဘူးလို့ဆိုပါတယ်။မလာတဲ့မှာယူကရိန်းနဲ့အမေရိကန်တို့အစိုးပြုခဲ့တဲ့ရက်30ချွင်းချမ်းရှင်ပစ်ခတ်ရစေးကိုတော့ရုရှားဘက်ကပယ်ချပါတယ်။အဲဒီနောက်ပိုင်းမှာ3နှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ရုရှားယူကရိန်းစစ်ပွဲဆုံးသက်ရေးပူတင်ကကမ်းလှမ်းမှုအနေငယ်သာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဖိလစ်ပိုင်သမ္မတဟောရိုဒီဂိုဒူတာတေဟာအိုင်စီစီမှာဖမ်းခံထားရပေမဲ့မြို့တော်ဝင်ဖြစ်ပြန်ရွေးချယ်ခံရပါတယ်။ဖိလစ်ပိုင်မှာလူထောင်နဲ့ကြီတေဆုံးခဲ့တဲ့မူရစ်စစ်ပွဲကြောင့်အိုင်စီစီမှာဖမ်းဆီးထိန်းသိမ်းခံထားတဲ့သမ္မတဟောဒူတာတေဟာအမားခံနေပြီမြို့တော်မှာမြို့တော်ဝင်ဖြစ်ရွေးချယ်ခံရပါတယ်။ဒူတာတေမူသားစုရဲ့အမားခံနေပြီဖြစ်တဲ့နိုင်ငံတောင်ပိုင်းဒါဘာကိုမြို့တော်ဝင်ဖြစ်ဒူတာတေရွေးချယ်ခံရကြောင်းအစောပိုင်းမေယာလက်ထက်မှာဖော်ပြထားပြီး သူ့ရဲ့သစ္စာရှိလက်ထောင်နဲ့မူရစ်စပွဲကိုတောင်းယူမှုနဲ့ရဲချုပ်တို့ဟာအထက်လူတော်အဖွဲ့ဖြစ်ပြန်ရွေးချယ်ခင်ရပါလိမ့်။2016မှာသမရဖြစ်မလာခင်ကဒူတာဒီဟာတောင်ပိုင်းမြို့ကြီးပြည်တဲ့ဒါဘောင်ကိုစေစုနှစ်နှစ်ခုကြာဦးဆောင်ခဲ့ပါလိမ့်။ဒါပေမဲ့ဒူတာဒီနဲ့မဟာကုစမီတာဆိုရင်နိုင်ငံရေးဩဇာအာဏာပြန်မှုတွေရွှမ်းမိုးနေတဲ့လက်ရှိဂျာဖီရဲ့ကော်ပိုပေါ်မထင်မတဲ့ရလက်ကလည်းထွက်ပေါ်နေပြီးဒူတာဒီရဲ့သမီးဒူသမရဆာဒူတာဒီရဲ့နိုင်ငံရေးကကြမ္မာကလည်းဝေဝါးနေဆက်ဖြစ်ပါလိမ့်။ သမရမာကုစ်ဂျူနီယာနဆာဒူရာဒီလိုကြသမရဟောင်းဒူရာဒီ ICC ကဖန်စီတရားဆွဲဆိုတာ ပါဝင်ကိစ္စရည်ဒီမှာသဘောထားကွဲလွဲမှုတွေပိုပြင်းထန်နေပါတယ်။စာဒူရာတွေကိုအောက်လွတ်တော်ကဆွဆွဲပစ်တင်ခဲ့ပါတယ်။ရွေးကောက်ပေါ်မှာကိုယ်ကလွတ်တော်ကိုယ်စားလှယ်ပြီးရာချီတဲ့အုပ်ချုပ်ရေးမှုတွေမြို့တော်ဝန်ထမ်းနဲ့မြို့တော်အကောင်စီဝန်တွေကိုလည်းရွေးချင်မှဖြစ်ပြီးတရားဝင်ရလဒ်တွေကိုမကြခင်ကြီးညာဖို့ရှိပါတယ်။လက်ရှိမှာတော့ဖိလစ်ပိုင်ရဲ့ဩဇာကြီးနိုင်ငံရေးမိသားစုနှစ်ခုရဲ့ကာလရှည်ကြာအာဏာလွန်ဆွဲပွဲကင်ဂျမာဆုံးဖြတ်ပေးမဲ့ ဖိလစ်ပိုင်ရွေးကောက်ပွဲကြားဖြတ်ရွေးကောက်ပွဲကိုကျင်းပနေပြီးမဲပေးခွင့်ရှိသူ68တန်းရှိပါတယ်။တမရဖာဒီနန်မာကိုစ်ဂျူနီယာကကြောထောင်းနောက်ခံပြုထားတဲ့ထက်လွတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့တမရဟော့ဒူဒါရီရဲ့သမီးဒူဒန်မာဆာဒူဒါဒီထောက်ခံသူတွေကြားတိကရှင်ပြဲမှာဖြစ်ပါတယ်။ထက်လွတ်တော်မှာမာကိုစ်မနေရမများများရမယ်ဆိုရင်နိုင်ငံဗန်နာလွဲသွန်းစားမှုတွေနဲ့တူဒုသမရာစာဒူရာလေးကိုဆွဆွဖြစ်နေဖို့အခွင့်အလမ်းတိုးစီမှာဖြစ်ပြီး ွန်မကို2028သမရရေကော်ပကနဲ့ဖဲထုတ်နိုင်တော့မှာဖြစ်ပါလိမ့်။ရေကော်ပမှာကွန်ကရစ်လွတ်တော်ကိုယ်စားလှယ်တွေပြင်ရာချီတဲ့အုပ်ချုပ်ရေးမှုတွေမြို့တော်ဝင်နဲ့မြို့တော်ကောင်စီဝင်တွေလည်းရွေးချယ်မှာဖြစ်ပြီးညောင်း9နိုင်မဲရုပ်ပိတ်ချင်မှာတရားဝင်မဟုတ်တဲ့ကနဦးရလတ်တွေထွက်ပေါ်ဖို့ရှိပါလိမ့်။သမရမာကုစ်ဂျူနီယာနဲ့ဒုသမရဆာဒူရာလူလူချာသမရဟောက်ဒူရာတွေ ICC ကဖန်စီတရားစွဲဆိုတာပါဝင်ကိစ္စရပ်တိုင်းမှာသဘောထားကွက်လွှတ်မှုပုံပုံပြင်းထန်နေပါလိမ့်။ ဆာဒူရာတွေကိုအောက်လွတ်တော်ကဆွဆွပစ်တင်ခဲ့ပါတယ်ထက်လွတ်တော်မှာတော့အမတ်၃ဘုံ၃ဘုံကဆွဆွပစ်တင်မှုကိုထောက်ခံမယ်ဆိုရင်တော့ယာရုကလည်းဖယ်ရှားခံမှုရှိနေတယ်လို့လာမယ့်ယူကော့ပယ်မှာဝင်ရောက်ရှိမြခြင်းလဲတောင်းမြစ်ခံရတော့မှာဖြစ်ပါလိမ့်မမီရိုရဲ့တိုက်လေရင်တွေဆုံးရှုံးမှုရှိခဲ့ကြောင်းအိန္ဒိယလက်ထက်ကပြောပါလေပါကစ္စတန်နဲ့အိန္ဒိယစီးရီးပရိပကအတွင်းမှာတိုက်လေရင်တွေပျက်စီးခဲ့ကြောင်းအိန္ဒိယလက်ထက်ကအတည်ပြုပါလေပါကစ္စတန်နဲ့လေရဲကြဖြစ်ခဲ့တဲ့စီးရီးပရိပကတွေမှာ တိုက်လေရင်တွေပြစ်ချခံရတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့အိန္ဒိယလူတက်ကအဆုံးရှုံးဆိုတာဟာစစ်ပွဲရဲ့အစိပ်ပိုင်းပဲလို့တုံ့ပြန်တော့ပါလေ။လေရင်မှုတွေအလုံးကတော့ဘီကင်ကင်းနဲ့အိမ်ပြန်လာနိုင်ခဲ့တယ်လို့အိန္ဒိယလူတက်ကပြောပေမဲ့အသေးစိတ်ချက်လက်ကိုတော့မထုတ်ပြန်ခဲ့ပါဘူး။ပါကစ္စတန်ဘက်ကတော့နှစ်ဖက်ဝေဟင်စီဂျင်ထိုးကြရမှာအိန္ဒိယလူတက်ရဲ့အစစ်မြင့်ဆုံးပိုင်ဆိုင်မှုဖြစ်တဲ့ပြင်သစ်လုံးရာဖေးတိုက်လေရင်၃စီးပြင်း ရုရှားလို့အစစ်အတည်နဲ့ MiG-29 တိုက်လေယာဉ်တစ်စီးစီပြီးတော့တိုက်ခိုက် drone တစ်စီးတို့ဖြစ်ချနိုင်ခဲ့ကြောင်းပြောထားပါတယ်။အိန္ဒိယကတော့ဒါဝတ်တီမပြုတ်ခဲ့ပါဘူး။ဒါပေမဲ့ American နဲ့ပြင်သစ်ထောက်လိုင်းတွေကတော့ Rafale 2စီးလောက်အိန္ဒိယပြတ်ကျသွားတယ်လို့ယုံကြည်ကြောင်းပြောပါတယ်။ပါကစ္စတန်လေတပ်ကတရုတ်စီကဝယ်ထားတဲ့ J-10C တိုက်လေယာဉ်တွေကိုအသုံးပြုပြီးအိန္ဒိယတိုက်လေယာဉ်တွေကိုပြစ်ချခဲ့တာဆိုပါလေ။ဒီချက်လက်တီးပြနိုင်မယ်ဆိုရင်တော့ တရုတ်ဝိပညာနဲ့တည်ဆောက်တဲ့တက်လီဟင်တွေကလက်တွေ့စစ်ပွဲမှာရန်သူကို ပထမဆုံးချိန်ပစ်ချနိုင်မှုဖြစ်မှတ်တမ်းဝင်လာမှာပါစစ်စင်ရေးအတိုင်းအတာတစ်ခုလုံးအနေနဲ့ဆိုရင်အိန္ဒိယဟာနယ်စပ်မြေတစ်ဝိုက်မှာရှိနေတဲ့ရန်သူစစ်ရေးပြမှတ်တွေကိုအပြင်းထန်တိုက်ခိုက်ချိန်မှုနိုင်ခဲ့တယ်ပြောရမှာပါအိန္ဒိယစစ်သည်9ဦးသေပြီးပါကစ္စတန်ဘက်ကစစ်သည်40လောက်အသေပျောက်ရှိခဲ့ပါတယ်နောက်ပြီးရန်သူတက်လီဟင်တချို့လည်းပစ်ချခံရတယ်လို့အိန္ဒိယစစ်တပ်ကပြောပါတယ် ဝီလာခုနှစ်နှစ်မနက်ပိုင်းမှာအိန္ဒိယတိုက်လေယာဉ်တွေဟာပါကစ္စတန်ပိုင်းနဲ့နဲ့ပါကစ္စတန်ထိန်းချုပ်ခါရကက်စမီးယားဒေသစိတ်ပိုင်းတွေကိုလေကြောင်းကနေတိုက်ခတ်ခဲ့ပြီးနှစ်ဖက်ကြားစစ်ရေးပဋိပက္ခစာပြုခဲ့ပါလေ။ဒါပေမဲ့မေ၁၀ရက်နေ့မှာတော့ American သမ္မတ Trump က American ရဲ့ဂျောင်းဝင်စစ်ဆက်ညှိနှိုင်းပေးမှုနဲ့တူအိန္ဒိယနဲ့ပါကစ္စတန်တို့ဟာချက်ချင်းအလုံးစုံပြစ်ခတ်ရစဲတော့မယ်လို့ကြေညာခဲ့ပါလေ။မရှိမနှုံးပါပဲ။အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာလည်းဒီချက်ကိုအသီးသီးကြည့်ပြပါလေ။ ပြည့်ရကျင်ညာပြီးနောက်သဘောတူညီမှုကိုချိုးဖောက်ပြီးဆက်လက်တိုက်ခိုက်မှုတွေရှိတယ်လို့နှစ်ဖက်လုံးကတော့ဆွဆွဲထားပါတယ်။လောလောဆယ်နှစ်နိုင်ငံနေဆက်မှာပြစ်ခတ်တန်နေလုံးဝရက်စဲသွားတယ်လို့သိရပါတယ်။မြောက်ကိုရီးယားကတာတိုပြစ်ဒုံကြီးတွေအစုလိုက်ဆန်သက်ပြစ်ခတ်နေတယ်ဆိုပါလေမြောက်ကိုရီးယားဟာတာတိုပြစ်ဒုံကြီးတချို့ကိုအစုလိုက်ဆန်သက်ပြစ်ခတ်ခဲ့ရရှိကြောင်းတောင်ကိုရီးယားစစ်တပ်ကပြောပါလေတာတိုပြစ်ပဲထင်းဒုံကြီးတွေလို့ယူဆရတဲ့အရာတွေ မြန်နှုံမြင့်ပြန်တန်းသွားတာကိုထောက်လန်းတွေ့ရှိခဲ့ကြောင်းတောင်ကိုရီးယားစစ်တပ်ပူပတွဲစစ်စင်ရေးဦးစီးဌာနကပြောပါတယ်။မြောက်ကိုရီးယားဝန်ဆန်းဒေတာကနေပြစ်လိုက်တဲ့တုံးကြီးတွေဟာမေ၈မိနစ်ပိုင်းကအရှိပင်လက်ဘက်ပြန်တန်းသွားတာကိုထောက်လန်းရမိခဲ့ကြောင်းကိုရီးယားစစ်ဘက်ကထုတ်ပြန်ပါတယ်။အရှိပင်လက်ဆိုတာဟာဂျပန်ပင်လက်ကိုရည်ညွှန်းတာဖြစ်ပါတယ်။လုံငင်းတဲ့တစ်ဘက်ကလည်းမြောက်ကိုရီးယားဟာပြည်တွင်းဖြစ်ခင်မီဖြစ်သိမ်းမှုအသည့်မှာတက်ဆင်တုံးမဲ့စစ်လက်နက်တွေကိုပင်လက်ပြင်မှာလက်တွေ့ဆန်သက်ပစ်ခတ်ခဲ့ပါတယ်။ တန်900လေးချင်းရှိတဲ့အဒီတင်ဘောဟာရေတက်ရဲ့အစွမ်းထက်ဆုံးလက်နက်ဖြစ်လာမယ်လို့နော်ကိုရီးယားကကြွေးကြော်ထားပြီး2026ဇော်ပိုင်းလောက်မှာစီရေးတောင်းဝင်တွေစတင်ထမ်းဆောင်နိုင်မယ်လို့ပြောပါတယ်။ဒါပေမဲ့စီရေးသူတွေတည်ကတော့အဲ့ဒီတင်ဘောဟာပင်လယ်ပြင်မှာလက်တွေ့ခုမုံနိုင်တဲ့အဆင့်မရှိဘူးလို့ယုံကြည်ထားပါတယ်။လေလာသူတွေကနော်ကိုရီးယားဟာအဲ့ဒီတင်ဘောမှာတာတိုပြည့်နျူကလ িয়ার ဒုံးတွေတက်ဆင်လာနိုင်မလားမေးခွန်းထုတ်ပေမဲ့ လက်ရှိအနေထားရတော့မြောက်ကိုရီးယားဟာနျူကလ িয়ার ထိပ်ဗိုလ်တွေကိုသင်္ဘောမှာတက်ဆင်နိုင်လောက်တဲ့အထိသေးငယ်အောင်တည်ဆောက်နိုင်တဲ့နည်းပညာပိုင်ဆိုင်ကြောင်းအထောက်အထားမတွေ့ရသေးပါဘူး။မြောက်ကိုရီးယားဟာနျူကလ িয়ার လက်နက်နဲ့ဒုံးကျည်တည်ဆောက်မှုတွေကြောင့်ကုလသမဂ္ဂစီကတင်ကျပ်တဲ့အရေးယူပိတ်ဆို့မှုတွေကြုံတွေ့နေသည့်တိုင်အောင်လက်နက်စံသက်မှုကိုအရှိမပြတ်လုပ်နေပါလေ။နောက်ဆုံးနှုတ်ဆောင်တဲ့တာတိုပြစ်ဒုံးကျည်တွေစံသက်ပစ်ခမှုမှာဂျပန်လုံခြုံရေးနဲ့ရေပိုင်နက်ကိုထိပါအနောက်ရှက်ဖြစ်စေခဲ့တာမျိုးတော့မရှိဘူးလို့ဂျပန်ကာကွယ်ရေးဌာနကပြောပါလေ မြောက်ကိုရီးယားဟာမလတော်ကလည်းတောင်ကိုရီးယားနဲ့အမေရိကန်ပူးပေါင်းစေလေ့ကျင့်မှုစတင်တဲ့နေ့မှာပဲဒုံးကျည်တွေကိုစမ်းသပ်ပစ်ခတ်ဘူးတယ်လို့သိရပါတယ်။မြောက်ကိုရီးယားဘက်ကအဲဒီလိုဒုံးကျည်ပစ်ခတ်မှုနဲ့ပတ်သက်ပြီးဂျပန်ဘက်ကပြင်းပြင်းထန်ထန်ရှုတ်ချနေတယ်လို့သိရပါတယ်။မြောက်ကိုရီးယားကအရှိမကန်ဝန်ထမ်းကလည်းအရှိမြောက်ဘက်ကို UDP ပယ်ထိန်တုံးကြီးအများအပြား UDP လုပ်ခဲ့ပါတယ်။ဒါကြောင့်ဒီချက်လက်တွေကိုစစ်ဆေးနေပါတယ်လို့ဂျပန်ဘက်ကဆိုပါတယ်။ အဲ့ဒီဒုံဂျီဟာဂျပန်နိုင်ငံရဲ့တည်သက်စီးပွားရေးဆောင်အပြင်ဘက်ကိုရီးယားကျွန်းဆောင်ရဲ့အရှိတ်ဘက်ဂျပန်ပေးလက်မှာကြာရောက်ခဲ့ပြီးတော့အဲ့ဒီဒုံဂျီဟာပုံမှန်မဟုတ်တဲ့လမ်းကြောင်းပေါ်ပြန်တန်းသွားတာဖြစ်နိုင်ပြီးဒါဟုတော့ဆန်းစစ်နေစေဖြစ်ပါတယ်။ဒါဟာဂျပန်နိုင်ငံရဲ့ဒေသတွေငြင်းချင်းနဲ့နိုင်ငံတကာအတိုင်းဝန်ကိုချိန်ချောက်နေတာလို့ဂျပန်အစိုးရအဖွဲ့အတွေ့အမှုကပြောပါတယ်။မြောက်ကိုရီးယားလောက်ရောက်ကိုကန့်ကွက်တဲ့အနေနဲ့ဂျပန်နိုင်ငံဟာပေကျင်းမှာရှိတဲ့တန်ယုံကတစ်ဆင့်အဲ့ဒီပြစ်လို့ကို အပြင်းထန်ရှုတ်ချပါတယ်လို့ပြောသွားပါတယ်။ကပောင်းအနှံ့ဖြစ်နေတဲ့စစ်ပွဲတွေရက်တန့်ပေးဖို့ပုံဟမ်းမင်းအစ်ကတောင်းဆိုလိုက်ပါတယ်။ပေါ်ဟမ်မင်းကြီးတရပထမဆုံးတင်းငွေတွေဝိပုမေကုန်းထဲမှာကဘာတလွားကစစ်ပွဲတွေရတက်မှုတိုက်တွန်းတောင်းဆိုသွားပါလေအမေရိကန်နိုင်ငံသားတွေထဲမှာပထမဆုံးပုံဟမ်မင်းဖြစ်တင်းမြောက်ခံရသူပုတ်လီယိုဟာရိုမန်ကက်သလစ်ခရီးယန်ဘာသာရဲ့ထုတ်ခေါ်တောင်းနာပိုင်ချုပ်နေရာအတွက်ပြီးခဲ့တဲ့တင်းပမာရွေးကောက်ခံခံရတာဖြစ်ပါလေ မေစတီးရနေ့မှာတော့ပုတ်လီယိုဟာပါတီကမ်မှာတင်းတင်းကွနွေဝတ်ပြုအစီအစဉ်ကိုကြီးမှုခဲ့ပြီးကက်သလစ်ဘာသာဝင်ကိုမင်းကိုပြောခဲ့ပါတယ်။ပုတ်လီယိုရဲ့မင်းကွန်းထဲမှာယူကရိန်းရဲ့ဒွန်းရှေငြိမ်းချမ်းမှုဂါဇာကမ်းမြောင်ဒေသပြစ်ခတ်ရေးစည်းတွေတောင်းဆိုသွားပါတယ်။ဒါအပြင်အိရန်နဲ့ပါကင်စတန်ကြားပြစ်ခရစေးသဘောတူညီမှုရရှိသွားတာကြိုးစားကြောင်းပုတ်လီယိုကထဲသွင်းမိန့်ကြားသွားပါလိမ့်။ဂါဇာမှာကြုံနေရတဲ့ဖြစ်တွေအတွက်လှိုက်လှိုက်လေးလေးနာကျင်မှုကြောင်းပြောခဲ့ပြီး ယူကရိန်းမှာအမှန်တကယ်စစ်မှန်တဲ့မှန်ကန်တဲ့တည်မြဲတဲ့ငြိမ်းချမ်းမျိုးရရှိခြင်းလည်းလို့ဆိုပါတယ်။နောက်ပြီးအိန္ဒိယနဲ့ပါကစ္စတန်ကြားကသဘောတူညီမှုတည်မြဲစေဖို့လည်းဆန္ဒပြုခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ရဲ့ခြေကွဲဆရာဖြစ်ဆိုတဲ့ဟာလွန်ခဲ့တဲ့နှစ်ပေါင်း80နေပါတော့ကပြီးဆုံးခဲ့ပြီဖြစ်ကြောင်းဒါပေမဲ့မျက်မှောက်ခင်မှာတော့တတိယကမ္ဘာစစ်ကိုဒေသအစိပ်ပိုင်းနဲ့ကွဲပြီးဝန်းနေစရာတွေကြုံနေရကြောင်း အရှင်ဂရေကအကြင်ကြင်တောင်းဆိုခဲ့ပုံတော့ကဘာပေါ်ကဩဇာအာဏာကြီးမားတဲ့ပုံကိုယ်တွေအနေနဲ့စစ်ပွဲတွေကိုမိမိရပ်ဖို့မိမိတောင်းဆိုတော့ကြောင့်ပုတ်လီယိုကပြောပါတယ်။ဟိုဟမ်မီဂျီဟောင်းပုတ်ဖရန်ဆစ်ကွန်လွန်တော်ပြီးတဲ့နောက်မှာဗာတီကန်နဲ့တော့မှာလှုပ်ဝက်အစည်းအဝေးနှစ်ရက်တာကျင်းပပြီးတဲ့နောက်ဟိုဟမ်မီအစ်စ်ကိုတင်မြှောက်ခဲ့တာဖြစ်ပါတယ်။ပုတ်လီယိုဟာပုတ်ဖရန်ဆစ်ကိုမြှုပ်နှံထားရတဲ့အချိန်ကိုနေရာကိုလည်းတွားရောက်ဝှကျူရိုသေးပေးခဲ့ပါလေ။ ပေါ့လီယိုကိုပိုဟမင်းကြီးအသေးဖြစ်တရားဝင်ခန်းတော်နဲ့တင်မြှောက်ဖို့မေးဆက်ချက်ဗာတီကန်နန်တော်မှာရှိတဲ့စိန့်ပီတာရှင်ပြည်မှာကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ဒီအခမ်းအနားကိုအမေရိကန်သမ္မတထရန့်အနေနဲ့တက်မတက်ဆိုတော့သိချာမသိရပါဘူး။အမေရိကန်သမ္မတထရန့်ကတော့အမေရိကန်နိုင်ငံသားတွေထဲမှာပထမဦးဆုံးပိုဟမင်းကြီးအသေးထွက်ပေါ်လာတဲ့အတွက်ခွန်ယူဝမ်းမြောက်မိပါတယ်လို့ပြောဆိုထားပါတယ်။ သုံးဆသူဒေတာတွေကိုတရုတ်ကိုပေးပို့တဲ့အတွက် TikTok ကိုဥရောပမှာဒေါ်လာသန်း600ဒဏ်ရိုက်လိုက်တဲ့ဆိုပါလေဒီပင်ကကမ္ပဏီတွေရဲ့ပြဿနာဟာသုံးဆသူဒေတာတွေကိုရယူထားတာဖြစ်ပါလေကုမ္ပဏီတွေအတွက်အဲ့ဒီဒေတာတွေဟာအရန်အသုံးဝင်တယ်လို့လွဲသုံးစားပြုလို့ရေသုံးဆသူတွေကိုကြီးကြီးမားမားထိခိုက်စေမှာပါဒါကြောင့်ဆိုရအာနာပိုင်းတွေကဒီပင်ကကုမ္ပဏီတွေရဲ့သုံးဆသူဒေတာရယူအသုံးပြုမှုနဲ့ပတ်သက်တဲ့ဥပဒေကိုပြဋ္ဌာန်းထားပါတယ် ခုတော့ airline ရဲ့ data ကာကွယ်ရေး commission dpc ကတတော်ဟာ european economic area eea မှာသုံးဆွဲသူ data တွေကိုတရုတ်ကိုပေးပို့တဲ့အတွက်ဒေါ်လာသန်း600ဒဏ်ရိုက်လိုက်ပါတယ်တတော်ဟာသုံးဆွဲသူ data ကိုကင်တွယ်ရမှာပွင့်လဲမြင်တာမရှိဘူးဆိုပါတယ်တတော်ဟာ eea ရဲ့ user data တွေကိုတရုတ်ကိုပေးပို့ပြီးဥရောပသမဂ္ဂရဲ့ GDP ဥပဒေကိုချိုးဖောက်တယ်လို့ဆွဆွဲထားပါတယ်ဒါအပြင်တတော်ဟာ GDP ရဥပဒေတိုင်းသုံးစွဲသူ data တွေကိုစီမံခန့်ခွဲရမှာပါ။အဲ့ဒီလိုမလို့ဆိုရင်တော့ data တွေကိုတရုတ်ကိုပေးဖို့တာရှင်းနိုင်ရမှာဖြစ်ပါလေ။ TikTok ကတော့ဒီ data တွေကိုတရုတ်ကဆာဗာတွေမှာမသိမ်းထားဘူးလို့ညွှန်ဆိုထားပါလေ။ဒါအပြင် TikTok ရဲ့နောက်ကွယ်မှာတရုတ်ကုမ္ပဏီတွေရှိတယ်ဆိုတော့လုံးဝမဟုတ်ဘူးဆိုပြီး TikTok ဘက်ကညှင်းဆိုနေတာဖြစ်ပါလေ။နောက်တစ်ခုပြောချင်တာကတော့ Jet Engine နဲ့ Mount 1နဲ့ Moon 1 Motorcycle အကြောင်းပါ။ကားလမ်းပိတ်တဲ့မြို့တော်တွေမှာ မိုးပြံကားနဲ့မိုးပြံမော်တော်ဆိုင်ကလေးဟာအလွန်သုံးဝင်လာမှာဖြစ်ပါတယ်။ခုတော့ဒီဇိုင်းဆန်းသစ်တဲ့မိုးပြံမော်တော်ဆိုင်ကလေးကိုဂျက်ဆန်ကိုပူးတွဲတည်ထောင်ထားတဲ့တောမတ်စ်ပါတန်ကတည်ထွင်လိုက်ပါတယ်။ Voronoi Air Pilot လို့နာမည်ပေးထားပြီး Jet Engine တက်ဆင်ပါတယ်။မြန်ဆုံးအနေနဲ့တနအီကို124မိုင်မောင်းနိုင်ပါတယ်။ကွန်ပျူတာစနစ်ကမော်တော်ဆိုင်ကလေးကိုဟန်ချက်ညီအောင်ထိန်းပေးနိုင်တယ်ဆိုပါတယ်။ စီးသူကမော်တော်ဆိုင်ကယ်ရဲ့ထိုင်ကောမှာထိုင်စီရမှာဖြစ်ပြီး360ဒီဂရီမြင်ကွင်းကျယ်တွေ့မြင်နိုင်ပါတယ်။အလွန်ပေါ်ပါတဲ့ carbon fiber နဲ့ 3D printer အစိပ်ပိုင်းတွေနဲ့တည်ဆောက်ထားပြီးတာမန်မော်တော်ဆိုင်ကယ်တွေထပ်9000လောက်ပေါ်ပါပါတယ်။ Airbike ကိုပုံမူကောင်းမွန်အောင်ဆက်လက်တည်ထွင်မှာဖြစ်ပြီးကုမ္ပဏီကရောင်းချမဲ့ခြင်းကိုတော့မပြောသေးဘူးလို့သိရပါတယ်။